အားလုံးပဲမင်္ဂလာပါခင်ဗျာယခုဒီကတင်ဆက်ပေးမှာကတော့38ပြာမင်္ဂလာတရားတော်များမှာတမန္တာနင်းစာဓတနန်းဆိုတဲ့အရိယာတန်ဃာတော်များကိုဖူးမြင်ရခြင်းဟာမင်္ဂလာတရားဖြစ်တယ်လို့မြတ်စွာဘုရားရှင်ကတုံ့ပြန်ဟောကြားတော်မူထားတာဖြစ်ပါတယ်အဲ့ဒီအတိပယ်ပေါ်အခြေခံပြီးမြတ်စွာဘုရားရှင်လက်ထက်တော်ကအကြောင်းအရာလေးတစ်ခုကိုဓမ္မတန်ရောစဉ်ပြသတဲ့ပုံမြင်စံတန်အဖြစ် င်ဆက်ပြီးမှဖြစ်ပါတယ်။အားလုံးပဲကြည့်ရှုနားဆင်ကြပါအောင်လားခင်ဗျာ။ပုံမြင်လေးရဲ့အမိကတော့တန်ဖိုးရှိသောမြင်ချင်းလို့အမိပေးထားပါတယ်။ ်စွာဘုရားရှင်လက်ထက်တော်အခါကမျိုးတစ်မျိုးတွင်မာကဂတ္တလို့ခေါ်သော လူငယ်တဦးရှိပါတယ်။မာကဂတ္တသည်ငယ်စဉ်ကတည်းကဝိယေကြီးကြီးကျွယ်ဝချမ်းသာသူဖြစ်ပြီးမိသားစုကိုချစ်မြတ်နိုးသူတဦးလည်းဖြစ်ပါသည်။ဒီနေ့မာကဂတ္တသည်မေတ္တာများစီဖြန်း၍မျိုးလန်းတော်ကြီးတစ်လျှောက်လမ်းလျှောက်လာစဉ်အဝေးမှတန်ဃာတော်အဖွဲတစ်ဖွဲကိုလမ်းမြင်ခဲ့ပါသည်။ ညိုမန်းသောအနေရောင်သင်္ကန်းနှင့်တန်ဃာတော်များသည်တန်ဃာဤစနစ်အတိုင်းတန်းစီပြီးအနေရောင်တပိတ်ကိုပိုက်လျက်ဆုံးခံကြွားသွားနေကြပါသည်။လေပြင်းသံတစ်ခုတောင်မကြားနိုင်အောင်တည်ငြိမ်သောခြေလမ်းများနှင့်ကြွားရှိတော်မူသည်ကိုဘာကကတ္တသည် တွေ့လိုက်သည်နှင့် စိတ်ထဲမှတန်ဃာတော်တို့၏တုတိပြည်သောအနေထားကိုမျက်နှုံးသွားခဲ့ပါသည်။သူစိတ်ထဲတွင်တကယ်ဒီလိုပူဇော်ပွဲတန်ဃာတို့ဟာဘယ်လိုတက်တာစွာနေကြပါလိမ့် သူတို့ရဲ့စိတ်ဓာတ်မှာဘယ်လိုမျိုးအေးချမ်းမှုရှိနေပါလဲဆိုတဲ့အတွေးတစ်ခုပေါ်လာခဲ့ပါသည်အဲ့ဒီညမာဂကတ္တသည်တန်ကတော်များနှင့်တွေ့ရသည့်အကြောင်းကိုစိတ်ဓာတ်ကနေပြန်လည်တွင်းနေရင်အိမ်မပြောနိုင်ပဲဖြစ်နေခဲ့ပါတယ်နောက်နေ့မနေ့အဲ့ဒီတန်ဃာတော်အဖွဲ့ကိုနောက်တစ်ခါမြင်ကျင်တဲ့စိတ်နဲ့လမ်းအတိုင်းပြန်သွားခဲ့သည်သူရဲ့သဒ္ဒါဆွမ်းအားကောင်းမှုကြောင့်တချို့ယဟန္တာတန်ဃာတော်များကမာကကတ္တဤအတွင်းစိတ်အတွင်းများကိုသိရှိသွားပြီးမာကကတ္တနေထိုင်သည့်လမ်းဘက်သို့ တန်ခတော်များသည်ဆုံးခံကြွတော်မူခဲ့ကြပါသည်ဤရှိခမြင်ကွင်းတွင်တန်ခတော်အဖွဲ့တစ်ဖွဲ့ငင်းကျဲစွာလှမ်းလာရာမာကခတ်တသည်နို့နှင့်တတ်တတ်လွန်ဆုံးရင်းလျာများကို လောင်းလူခဲ့ပါသည်တန်ဃာတော်အဖွဲ့ကိုဥဆောင်သည့်ပါရိပုတ္တရာအရှင်မြတ်ကြီးဤတပြည့်တန်ဃာတော်ပါသည်ဘာကကတ္တကိုပြုံး၍ပြောလိုက်သည်ဤတန်ဃာတော်များကိုဖူးမြော်ခြင်းသည်တမနာနင်းစတတ္တနံမင်္ဂလာတရားတရားဖြစ်ပါသည် ။သင်စိတ်၌တရားပူဇော်လိုစိတ်တက်လာသည်ဆိုပါက မင်္ဂလာကြီးတရားကိုသင်ချင်းမြောက်ပြီးဖြစ်ပါသည်လို့မေးချွေလိုက်တဲ့အခါမာကကတ္တသည်တန်ဖိုးမဖြတ်နိုင်သောဇကားများကိုနားလိုက်ရပြီးစိတ်ထဲမှာမထင်နိုင်လန့်အောင်အေးချမ်းသွားခဲ့ပါသည်။အဲ့ဒီချိန်မှစပြီးအသက်တစ်လျှောက်လုံးလုံငန်းများကိုတရားနှင့်ကန့်ကြီအောင်ပြုလုပ်လာပြီးမြတ်စွာဘုရားရှင်ဓမ္မတုတ်တော်ကိုနာပြီးနောက်အနာဂါမိဘုရရှိသွားခဲ့ပါတော့သည် ထို့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကိုတော်တိုင်တမနာနိစ္စဒသနံမင်္ဂလံဟုသွန်သင်တော်မူခဲ့သည့်ဖြစ်တဲ့အတွက်အရိယာတန်ဃာတော်များကိုဖူးမြော်ရခြင်းဖြစ်မှသာတရားနာရမှာဖြစ်တဲ့ဆိုတဲ့အကြောင်းမင်္ဂလာတရားတော်တစ်ခုအနေနဲ့တင်ပြလိုက်ရပါတယ်ခမညာ